ဒိုင်လိုကြီးကိုရေကယ်တုံးနဲ့ပေါင်းမိခဲ့လို့ကာလာရှေပွဲပယ်ခဲ့ရတော့မဲ့ရူဒီကရီယယ်မက်ဒရစ်အသင်းနဲ့ဘာစီလိုနာအသင်းတို့ရဲ့ကိုဘာဂျယ်ရီဖိုင်နယ်ကတော့ ဘာသာမျိုးစုံနဲ့ဖျော်ဖြေပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ Final ပွဲမတိုင်ခင်မှာကလေးက Real Madrid အသင်းကဒိုင်လူကြီးနေနဲ့ပြဿနာတက်ခဲ့ပြီးတော့ပွဲကိုဂိုင်တွင်မဲ့ဒိုင်လူကြီးတွေလဲပေးဖို့ကိုတောင်းဆိုခဲ့ပါတယ်။တကယ်လဲပွဲထဲမှာ Real Madrid ကစားသမားတွေကဒိုင်လူကြီးနဲ့ပြဿနာအကြီးအကျယ်တက်ခဲ့ကြပြီးတော့ Real Madrid ကစားသမား၃ဦးဟာပွဲပြီးကနေမှအနီကပ်ကိုကိုယ်စီပြသခံခဲ့ရတာဖြစ်ပါတယ်။အဖွင့်ကိုကိုဘာစီလိုနာအသင်းဘက်က 28မိနစ်မှာရခဲ့တာဖြစ်ပြီးတော့ Real Madrid အသင်းအနေနဲ့ခြေပါဂိုးကိုမိနစ်90လောက်ရောက်တော့မှ အမ်ဘာဘီရဲ့ free kick ကနေတစ်ဆင့်ပြန်လည်ပြီးတော့သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။အဲဒီနောက်89မိနစ်မှာ Real Madrid အသင်းအတွက်ဦးဆောင်ဂိုးကိုချူအမနီကသွင်းယူခဲ့ပါတယ်။ဒါပေမဲ့84မိနစ်အရောက်မှာ Ferran Torres က Barcelona အတွက်ခြေပါကိုပြန်လည်ပြီးတော့သွင်းပေးခဲ့တာကြောင့်တစ်ဖက်ကနှစ်ဂိုးစီနဲ့တရေကျပြီးတော့အချိန်ပိုဆက်ကစားရဖို့ဖြစ်လာခဲ့ပါတယ်။အချိန်ပိုဒုတိယပိုင်း116မိနစ်အရောက်မှာတော့ Koundé က Barcelona ကိုအနိုင်ရစေမဲ့သွင်းဂိုးသွင်းယူပေးနိုင်ခဲ့တာကြောင့်3ဂိုး2ဂိုးနဲ့ Barcelona အသင်း င်းကဖလားရခဲ့တာဖြစ်ပါတယ်။ခွန်တီရဲ့အနိုင်ကိုသိယူပြီးမှတော့ Real Madrid အရင်ခုန်တန်းကနေပြီးတော့အရင်ခုန်တန်းကနေကစားသမားတွေကကွင်းလေတိုင်းဘာဂိုစ်ကိုစတင်ပြီးတော့ပြဿနာရှာခဲ့ကြတာဖြစ်ပါတယ်။ Lucas Vargas နဲ့ Vinicius Jr. တို့နှစ်ဦးကကွင်းထဲကိုဒေါသတစည်းပြေးဝင်လာပြီးတော့ Vargas ကိုလက်တီဝေရန်ပြီးတော့ဇော်ရကတက်ခဲ့ကြတာဖြစ်ပါတယ်။အဲဒီနောက်မှာတော့ Rudy ကလည်းပါဝင်လာခဲ့ပြီးတော့ ။ရူဒီကသူ့ရဲ့ညာခြေတလုံးမှာကတ်ထားတဲ့ရေခဲတုံးနဲ့ကွင်းလေတိုင်ကိုလှမ်းပြီးတော့ပောက်ခဲ့ပါတယ်။အဲဒီအတွက်ကွင်းလေတိုင်ဟာဘက်ကွက်နဲ့ရူဒီကတို့ကိုတိုက်ရိုက်အနီးကပ်ပြခဲ့ပါတယ်။ရူဒီကအဲဒီလောက်နဲ့တင်တော်မသွားသေးပဲနဲ့ကွင်းလေတိုင်ကိုဆက်လက်ရန်ရှာဖို့လုပ်ခဲ့တဲ့အတွက်အသင်းကြီးပြအဖွဲ့ဝင်တွေအပါအဝင်လူအယောက်6ယောက်လောက်ကဝိုင်းဆွဲခဲ့ရတာဖြစ်ပါတယ်။ဒေါသထွန်းလွန်းနေတဲ့ရူဒီဂါကိုဂိုဒမာနီပြလူဝစ်လိုပတ်စ်နဲ့ဂိုဒမာအန်ထရီလိုနင်တို့က မနေ့ဖြောင်းပြခဲ့ရပြီးတော့အဝက်လေကန်းစီကိုခေါ်ဆောင်သွားခဲ့ရပါတယ်။အရင်နောက်မှာတော့ရူဒီဂါကိုဂွင်းထဲမှာထပ်မတွေ့ရတော့ပဲဘာစီလိုနာအသင်းအောင်ပွဲခံချိန်မှာတောင်ပေါ်မလာခဲ့တော့ပါဘူး။ပွဲပြီးမှတော့ဂွင်းလေတိုင်းဘာကုစ်ကရူဒီဂါဟာသူ့စီကိုအရာဝတ္ထုတစ်ခုနဲ့ပြပောက်ခဲ့ကြောင်းနဲ့ဒါပေမဲ့လည်းမထိမှန်ခဲ့ကြောင်းရှင်းပြခဲ့ပြီးတော့ဗယ်လဟန်ကိုအနီးကပ်ပြသတာကလည်းဒိုင်လူကြီးတွေအပေါ်ဂျန်တန်နဲ့အပြုအမူပြသခဲ့တာကြောင့်လို့ရှင်းပြခဲ့တာဖြေရှင်းခဲ့တာဖြစ်ပါတယ်။ ကျန်တဲ့အနီကပြသခံရတဲ့ကစားမရီရဲ့ဖြစ်ရက်ကတလောက်မဆိုးရွားခဲ့ပေမဲ့ရူဒီဂါရဲ့ဖြစ်ရက်ကတော့ professional မပီသားခဲ့ပဲအကြီးကျယ်တဲ့ပုံစံမျိုးဖြစ်သွားခဲ့တာကြောင့်ရူဒီဂါအနေနဲ့ကတော့နောက်ဆက်တွဲပြစ်ဒဏ်ကိုကြားခံသွားရွယ်ရှိနေရလဲဖြစ်ပါတယ်။ရယ်လီဘိုရဲ့အဆိုအရဆိုရင်တော့ရူဒီဂါရဲ့အနီကဟာလာလီဂါမှာပဲတကယ်လို့လာလီဂါအထိကိုအောင်အကျုံးဝင်နိုင်ပြီးတော့အနည်းဆုံး၄ပွဲလောက်တောင်မှ အဲပွဲပယ်ခံရနိုင်ခြင်းရှိတာကြောင့်နောက်လ9ရက်မှာကစားမဲ့အက်ဂလက်စီကိုပွဲစဉ်ကိုပါလွှဲချော်နိုင်တယ်လို့သိရပါတယ်။အခုလိုရူဒီဂါရဲ့လုံးရဲ့အပေါ်ရီယယ်မက်ဒရစ်အသင်းရဲ့တိုက်စစ်မှုဟောင်းဖြစ်တဲ့ရာဖေးဘန်ဒဗက်ကတော့အန်တိုနီယိုရူဒီဂါက စိတ်ရောကတဲ့ကြာနေရပါပဲ။တချို့ရက်ဒီမှာဆိုရင်တော့ तू ကပျော်ပျော်နေတဲ့သူဖြစ်ပေမဲ့တခါတလေကြာရင်တော့ तू ကငတုံးလို့ပါပဲ။ဒီနေ့မှာတော့သူပုံစံကငတုံးတယောက်အတိုင်းပါပဲဆိုပြီးတော့ပြောဆိုခဲ့ပါတယ်။အခုဖြစ်ရတဲ့ပတ်သက်ပြီးကာယကံရှင်ရူဒီကာကတော့အခုချိန်မှာစာထုတ်ပြီးတော့တောင်းပန်စကားပြန်လည်ဖြေဆိုပြောသွားခဲ့ပါတယ်။မင်းညာကျွန်တော်ပြုမှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်မှာစင်ကြေပေးစရာမရှိပါဘူး။ အဲ့ဒါအတွက်ကျွန်တော်တော်တော်လေးစိတ်မကောင်းဖြစ်မိပါတယ်။ခွေးလက်တန်လူကြီးနဲ့ကျွန်တော်ရဲ့လုံရက်တွေကြောင့်စိတ်ဖြည့်ခဲ့ရတဲ့လူတိုင်းကိုကျွန်တော်တောင်းပန်ပါတယ်။ဒုတိယပိုင်းမှာကျွန်တော်တို့ရဲ့ကစားပုံကအရန်ကောင်းခဲ့ပါတယ်။113မိနစ်အပြီးမှာတော့အသင်းကိုကျွန်တော်ဆက်ပြီးတော့ကူညီပေးလို့မရတော့ပါဘူး။နောက်ထပ်ပွဲသိမ်းခရမမုတ်ခင်မှာကျွန်တော်အမားလုံးမိခဲ့ပါတယ်။ဆိုပြီးတော့ရူဒီကပြန်လည်ပြီးတော့ပြောဆိုလာခဲ့တာဖြစ်ပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ဆုံတွေ့ကြပါဆိုရှင်။